ားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့မေလာတရက်ကြတာပရိနေအတွက်မိုးလေဝသခန်းမှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။အနောက်တောင်မော့တုံလေးဟာမြန်မာနိုင်ငံတောင်ပိုင်းတနင်္လာရီတိုင်းကိုမေလ23ရက်နေ့ကနေ25ရက်နေ့အတွင်းစတင်ဝင်ရောက်လာမှာဖြစ်တယ်လို့မော်လီဝဒပညာရှင်ဝင်းနိုင်ကချုပ်တင်ခန့်မှန်းထားပါတယ်။ ဒါကြောင့်မေလ10ရက်နေ့နောက်ပိုင်းမှာတရနာရီတိုင်းကစတင်ကမုတ်တုံမိုးရွာတော်နိုင်မှာဖြစ်ပြီးမွန်ပြည်နယ်ကရင်ပြည်တို့မှာတရရနောက်ကြကမေလ17ရက်နေ့နောက်ပိုင်းမုတ်တုံမိုးစတင်ရွာတော်နိုင်မှာဖြစ်ပြီးမုံများနိုင်မယ်လို့သိရပါတယ်။မွန်ပြည်ကရင်ပြည်ကရနီကရပြည်ရခိုင်ပြည်ရှမ်းပြည်တရနာရီတိုင်းအေယာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမကွေးတိုင်း နေပြည်တော်မန္တလေးစကိုင်းတိုင်းလေပိုင်းနဲ့အောက်ပိုင်းတွင်မှာ အခုလမေလာအတွင်းနှစ်စဉ်ရွာသွန်းမြေအထက်မိုးပုံမိုးရွာသွန်းနိုင်ပြီးကချင်ပြည်ရှမ်းပြည်မြောက်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းနဲ့နာဂဒေသတွေမှာနှစ်စဉ်ရွာသွန်းမြေမိုးရိပ်ချိန်ခန့်သာမိုးရွာသွန်းနိုင်ပါမယ်အခုမေလာပထမဆယ်ရက်အတွင်းမိုးလေဝသအခြေအနေတွေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေပြင်းနဲ့ရွာဝန်တစ်ကြိမ်ဖြစ်ပေါ်နိုင်ပါတယ်နေ့အပူချိန်တွေအဖြစ် မန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာမေလပြင်းများအပူချိန်ရဲ့၁သတမ5ဒီဂရီစင်နီဂရိတ်နဲ့အထက်ပိုနိုင်ပြီးချန်ပီယံနဲ့တိုင်းတွေမှာတော့မေလရဲ့ပြင်းများအပူချိန်ကန်သာရှိနိုင်ပါတယ်။အေယဝရီမြေရဟာမြစ်ကြီးနာဗမောရွှေကူကတားနဲ့တပိတ်ချင်းမျိုးတို့မှာတပေမနှစ်ပေခွဲကန်ပခုတ်ကူညောင်ဦး6မင်းဘူးမကွေးအောင်လန်းပြီးစိတ်တာဟင်္ဒရာနဲ့ဇလုံမျိုးတို့မှာ ၃ဘေကနေ၅ဘေခွဲကန်လက်ရှိရေမှန်များထက်မြင့်တက်လာနိုင်ပြီးမန္တလေးမြို့စကိုင်းမြို့နယ်မြင်းမှုမြို့တို့မှာ၃ဘေခွဲကနေ၅ဘေကန်လက်ရှိရေအမှန်များအောက်ချဆင်းလာနိုင်ပါတယ်။ချင်းရွှင်းမြေရေဟာခန်တီဟုံမလင်းဖောင်ပြင်းမော်လိုက်ကလေးဝမင်ကင်းကနေနဲ့မုံရမျိုးတို့မှာပေဝက်ကနေတပေခွဲကန်ထိလက်ရှိရေအမှန်များထက်မြင့်တက်လာနိုင်ပါတယ်။စစ်တောင်မြေရေဟာတောင်ကုန်းနဲ့မရောင်းမျိုးတို့မှာပေဝက်ကနေတပေကန်တန်လွင်မြေရေဟာ ဖန်မြို့မှာသုံးပေကန်တောင်ရင်မြေဟာမြောက်ရီမြို့မှာ ပေဝဲခန့်လက်ရှိရေမှန်များအောက်ကြာဆင်းလာနိုင်ပါတယ်။ဒီကနေ့ညနေအထိကချင်ပြည်ရခိုင်ပြည်နဲ့တနင်္သာရီတိုင်းတို့မှာနေရာကျကျကရနီကရပြည်ကရင်ပြည်နဲ့မွန်ပြည်တို့မှာနေရာစိတ်စိတ်နဲ့ကျန်ပြည်နယ်နဲ့တိုင်းတို့မှာနေရာနှံပြမုတ်ထချုံရွာနိုင်ပြီးရွာရံရအောင်ပြည့်ဖြစ်ပါတယ်။နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းမကွေးတိုင်းအေရဝတီတိုင်းနဲ့ရှမ်းပြည်တို့မှာတော့နေရာကွက်ပြီးမုတ်တီနိုင်ပါတယ်။ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတရင်တရင်တင်ကနေတိမ်ထွထနေပြီမြမပင်လယ်ပြင်မှာတော့လှရင်တရင်တင်ရှိပါမယ်မြမကံရံတရှောင်းနဲ့ကဲလွန်ပင်လေပြင်းတော့မှလှိုင်းမြင့်၅ဘေကနေ၈ဘေကရှင်နိုင်ပါတယ် ရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီးမိုးတိမ်တောင်တွေရွေရှားရတလျှောက်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလှည့်စိလက်ခြင်းနဲ့မိုးသီးကျွေခြင်းစရင်မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုးတင်သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမိုးစလားကအကြံပြုထားပါတယ်နောက်နေ့ရက်အတွင်းရခိုင်ပြည်ကလွယ်ပြီးကြံပြင်းနေတဲ့တိုင်အားလုံးတို့မှာနေရစစ်စစ်ကနေနေရနှံပြမုတ်ထချုံရွာပါမယ်ရှင်ကျမနွယ်နွယ်ပါ